ဂျီဆိုတဲ့ဂျိုသားဟာသူ့တပည့်တွေကိုလူတယောက်ရှာခိုင်းတာရှာလို့မတွေ့ရနဲ့နဗန်နေဘာကြီးကျင်းတင်နေတာပါမင်းတို့အီရိုရဲတွေကငါတို့ခိုင်းတာကိုလောက်အောင်မှာပဲအီရိုရဲတွေကအာမန်တိုဂျိုသားတွေရဲ့ရဲခွဲလေးတွေဖြစ်နေတာပေါ့ဒီဘက်မှာတော့အင်ရှင်အိုဒော့စ်ကဂင်နမာတို့ကိုအင်ကားကတောင်းနေပါပြီဂင်တိုကီကသူ့စီမှာရှိရဲ့အကြွေလေးတွေပေးပြီးအထဲကိုပြောင်းဝင်သွားပါပြီဟဲ့ကျန်တဲ့130ရန်းနဲ့ဘာလို့ရမှာလဲဟာကျွန်တော်ကမရှိဘူးအဲ့ဒါအကုန်ပဲလေကိုချင်းမစတတ်တဲ့အဖွားကြီးပတ်သက်မရှိဘူးဆိုရင်အဖွားကြီးရဲ့စီကနေတွားချူစားလေ ဂွေကြီးတွေရောဘယ်ရောက်သွားလို့လဲကောက်ကောက်အမြင်ထဲမှာတစ်ခါလာလဲပတ်ဆံပတ်ဆံပတ်ဆံကြီးပဲအဲ့လိုကြီးမြူဆဲခြင်းလဲပြောလေငတ်တယ်မဲ့အရွားမအဲ့ချိန်မှာသူတို့ခြံဖြစ်နေတာကိုကားထဲကနေမှန်ချပြီးကြည့်နေတဲ့လူတယောက်ရှိနေခဲ့ပါယ်ခေါင်းဆောင်ဒီနေရာပါပဲသွားကြစို့ဒါနဲ့ပဲဂျမ်းမဂဇင်းဝယ်ဖို့စုထားတဲ့ရန်230ကိုအိုဒိုးစကယူပြီးထွက်သွားပါတယ်ဂင်နိုကီကတော့ဘူပြီးကြံခဲ့ပါပြီရှင်မန်ချီကတော့မင်းငါးလားစာကိုတော့ပေးနိုင်လို့လားမင်းကိုအားကိုးနေရတော့နော်ငါအိမ်စိတ်တွေကလည်းအဝေးစိတ်တွေထိုးကြနေပြီ ဒါပေမဲ့ကင်လိုကီကအရှင်မကြီးမင်းမရေးသားရှိလားအသက်ကြီးတဲ့မိန်းမတွေနဲ့အပြင်ကိုတွဲသွားရမှာကိုစိတ်ဝင်စားလာလို့မေးလာပါပြီ။သူ့နာမည်က Odoos တဲ့ဘယ်တကောင်သားကသူနဲ့တွဲမှလည်းဟာလို့ရှင်မန်ကြီးကတုတ်ပြန်လာပါတယ်။လူတယောက်ရဲ့နေရွယ်မှုကိုဘာတက်သုံးစေခြင်းနေရလဲ။ပတ်စံကလိုချင်နေတဲ့သူတွေစီကိုမလာဘူးကွာ။ပတ်စံကအေးဆေးတဲ့သူနဲ့သူများကိုဒီကဲရောက်လုံးစေခြင်းနဲ့သူတွေစီကိုပဲလာတာ။ကင်လိုကီက TV ဖွင့်မရလို့ TV ကိုတော့ထုနေပါသေးတယ်။ TV ဖွင့်လာတော့ သတင်းတော့ကက်ဆူနိုရဲ့သတင်းကလာနေတာပါထူးဆန်းတဲ့အကောင်ကြီးက Oreo Horse Farm မှာပေါ်လာခဲ့ပြီးဒီနီယာကိုဖျက်ဆီးထိခိုက်အောင်လုပ်သွားတယ်ဆိုတာသိတာပါပဲနိုင်ပေါင်းများစွာဖျက်ဆီးပြီးတော့ထွက်ပြေးသွားတာဟောင်းနေနောက်ထပ်ဂျိုသားတကောင်ကဘူတန်ကနေထပ်ပြီးပေါ်ထွက်လာပြန်ပြီလားခဏခဏပဲနော်အဲ့ချိန်တကားဘဲတီးတန့်ကြတာကြောင့်အင်ရှင်အိုဒို့စ်လို့ထင်သွားခဲ့ပါရဲ့ဂင်နူဂီကတကောက်ဆောက်ကန်ပြီးပစံအတွက်ဆိုရင်တပြားတစ်ချက်ချက်မှမရှိဘူးလို့ပြောပြီးတော့လေအပုတ်ဆုံးမရဲ့ ဒါပေမဲ့အဲ့ဒါကအီရိုရဲတွေသာဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ရဲတွေရဲ့ခေါင်းဆောင်ကလဲကြသွားပါပြီ။တောင်းပန်ပါနဲ့ကျွန်တော်မှပါနောက်တစ်ခါပြန်လာခဲ့ပါမယ်။မင်းတို့ကအစိုးရကလား။ဟုတ်တယ်လေ။မောင်အောင်လို့မင်းကိုအလုအမ်းလို့လာခဲ့တာ။ဒါနဲ့ပဲရဲတွေရဲ့ကားနဲ့ပါသွားကြပါတယ်။သူတို့ကိုခိုင်းမဲ့သူကရဲတွေရဲ့မှာအကြီးဆုံးလို့ပြောပါရဲ့။ဒါကိုကာကိုရာကနားမလဲပဲ။အကြီးဆုံးဆိုတော့သူ့မှာဂွိစီကြီးကြီးရှိတယ်လို့ပြောချင်တာလား။မဟုတ်ဘူးလေသူကရေးကြီးရဲ့အစိုးရကရာရှိကိုပြောနေရလို့ရှင်ပန်ချီကပြန်ဖြေလိုက်ရပါတယ် ပြီးတော့လေ congratulations မင်းကလေးရအဲ့ဒီစကားကိုမပြောသင့်ဘူးနော်လောက်ကြီးကန်ရေးထင်လို့လိုက်သွားတာအာမန်ဒိုဂျိုသားမတယောက်ကသူ့ရဲ့အချစ်တော်ကြောင်ပြောလို့ရှာခိုင်းတာဖြစ်နေပါတယ်အဲ့လူကြီးကအန်လီပုံစံပေါက်နေပေမဲ့အဲ့ဒါကယောက်ျားပါသူကအာမန်ဒိုရဲ့မင်းသားတစ်ပါးလည်းဖြစ်ပါတယ်ဂင်ဒိုကီကတော့ကြောင်ရှာတဲ့လို့ဆိုရင်မလုပ်ချင်ဘူးလို့ပြောပါတယ်ရေကောင်းဆောင်ကအလုတ်အံ့ရလာမဲ့ပတ်စံတွေထုတ်ပြလိုက်တော့မှအသေးရှင်ပြောသမျှဘာမှမဆိုလှုပ်ပေးပါမယ်တွေဖြစ်ကုန်ပါပြီ။မြန်လိုက်တာဟာနည်းနည်းလေးတော့မူကြပါအောင်လား။ သူတို့ထင်နေတာပါစုဆိုတာကြောင်လို့ထင်ပေမဲ့ပန်းရောင်ရေဝဲတကောင်သာဖြစ်နေခဲ့တာပါခုနမင်းသားရဲ့အိမ်မွေးတိရစ္ဆာန်လည်းဖြစ်ပိုက်ဒီကောင်ကအရှင်ဖမ်းပြီးဒီနေ့ပြန်ခေါ်လာစေခြင်းနေတာပါဒါနဲ့ပဲရေဝဲကိုရှာဖို့ကန်းကြီးကလူတွေရေဝဲစာရောင်းနဲ့စားတောက်ဆိုင်တွေကိုလိုက်ပြီးမိခဲ့ပါတယ်ဒါပေမဲ့တယောက်ကမှအိမ်မွေးတိရစ္ဆာန်ရေဝဲအကြောင်းကိုမသိကြပါဘူးတယောက်ကသိရဆိုလို့သွားကြည့်လိုက်တာအဲ့ဒါကအပါစုရေဝဲနဲ့တူတဲ့မြသမီးတူဦးဖြစ်နေခဲ့တာပါသူပုံစံကဇပင်ကိုပန်းရောင်ဆိုးထားတာပါ ဟာမင်းတို့ကတူဝင်မဲ့လေသူ့မှာလက်တက်နေမရှိဘူးလေသူတို့တွေမျက်လုံးသားမှာနည်းနည်းလေးဆင်တယ်လို့မထင်မိဘူးလားပါစုကြီးဟေ့မဟုတ်ဘူးဟာဟုတ်ဘူးသူကလူသားကရှင်တို့တွေကျမကိုဟာတာလုံနေကြတာလားဟုတ်ပြီရပြီဒီနေ့ကနေစပြီခမ ्या ကပါစုပဲအာမဟုတ်ဘူးကျမနာမည်ကဗန်နစာရှင်ဟုတ်ပြီဒါဆိုရင်ဒီနေ့ကစရရှင်ကပါစုဗန်နစာပဲအဲ့ထိုင်ရင်နားမှာပါစုကိုတင်သွားပုံရတဲ့ကားတစ်စီးကိုနောက်ကနေအသေးတန်လိုက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါက ဂျေဝဲမုတ်ဖဲနဲ့ကင်းမုတ်ရည်တာဖြစ်လို့နေခဲ့ပါတယ်။ဂျေဝဲတွေကအိုးရဲကိုဝင်လာတဲ့သဘောရှိရာကြောင့်အိုးကြီးတခုထဲမှာသူတို့သုံးယောက်တာကဝင်ထိုင်ပြီးဂျေဝဲလာကိုစောင့်နေကြပါတယ်။မထင်မှတ်ပဲတကယ်ပဲပါဆူကရောက်လာခဲ့ပါတယ်။ပါဆူကသူတို့သုံးယောက်ကိုတွေ့ရောလန့်မိဖက်ပြေးသွားပါပြီ။နောက်ကနေလိုက်ဖမ်းလို့လောက်တာအိုးရဲမှာသုံးယောက်တာကတင့်နေကြလို့လိုင်မဖမ်းနိုင်ခဲ့ပါဘူး။ဒါနဲ့ပဲအိုးကြီးကိုဘေးတောင်နှိမ့်ချလိုက်ပြီးပါဆူရဲ့နောက်ကိုလိုက်ခဲ့ပါတယ်။ကုန်းစင်တကုမှာအချိန်နဲ့ဖြစ်သွားတာကြောင့်ပါဆူကိုချိန်မိသွားပြီးနေရန်တစ်ခုကိုတိုက်ကာဂင်လိုဂီတို့ကရက်သွားပါတယ် ။ပါစုကတော့အပြာကြီးဖြစ်သွားပါပြီ။ပါစုကစက်ကူပြားတစ်ချက်လောက်ကိုပါလတ်သွားတာပါ။ဒါနဲ့ပန်းချင်ကိုခေါ်ပြလိုက်တော့ပါစုလာတဲ့ဂျိုးကအရန်အေးတာရေပူလေးလောင်းလိုက်မယ်ဆိုရင်ငကိုတိုင်းပြန်ဖြစ်သွားတော့တယ်။အဲစကားကိုကြားကြချင်းကာကူရာကပါစုကိုရေနွေးပူထဲမှာထည့်ပြုတ်နေပါပြီ။ပြုတ်တဲ့ဟိုကရန်ကြီးလိုက်တာကြောင့်ပါစုကလည်းအကြီးကြီးကိုဖြစ်သွားတာပါ။ဒါနဲ့မကသေးပဲပါစုကအိမ်တွေကိုဖျက်ဆီးပါပြီ။ရှင်မန်ကြီးကအဲ့ဒါဆိုငါတို့သိပြီ။ TV မှာ live ဖြစ်စင်းနေတဲ့အကောင်ကြီးဆိုတာဒီကောင်ကြီးပဲမလားအဲ့ဒါတက်ခင်ဗျားကအဲ့ကောင်ကိုဘယ်လိုမျိုးမွေးထားတာလဲ ပါစိုးကသူ့တကင်ကိုတော့သူ့ရဲ့လက်တံရင်နဲ့ရိုက်ချလိုက်တာအဝေးကတပ်ပင်စီကိုလင်းထွက်သွားပါတယ်။ပါစိုးကမျိုးပက်စီဥတီသွားနေရကြောင့်ဂင်ဒူကြီးကသူ့ရဲ့တက်သားတားကိုထုတ်လိုက်ပါပြီ။ဒန်တန်တန်ကာဂူရာကြီးစွန့်နေသွားဝယ်ထားဒီနေ့ညကျရင်ရေပွဲတုတ်ထိုးလေးလှုပ်ရှားကြမယ်လေ။ဂင်ဒူကြီးကပါစိုးကိုတီးထွက်လိုက်တာပါစိုးကတော့ခီးသွားပါပြီ။ဟာဆာကဝါကြီးဒါကဘာသဘောလဲသူ့ကိုမထီအောင်ဖမ်းခိုင်းတာလေ။မင်းဒါကိုဘယ်လိုတောင်းဝန်ယူမလဲဒါကအပြည့်ပြည့်ဆိုင်ရာမှုခင်းနော်။ အခုတစ်ခေါက်မှာတော့ဟာဇာကာဝါကအမန်ဒိုရီရဲ့အလိုကိုမလိုက်ပဲဂင်လိုဂီရိုလူသားသူတို့တိုင်းပြည်ရဲ့အလိုကိုလိုက်ခဲ့ရပဲဖြစ်ပါတယ်။ဒါဆိုရင်ဟာဇာကာဝါခမည်းကအမန်ဒိုရဲ့အလိုကိုမလိုက်ဘူးဆိုတော့ခမည်းကိုဖမ်းဆီးရမယ်ထင်တယ်နော်။ဒီမှာရင်ဂင်တမအပိုင်းခွန်းကပြီးဆုံးတာပါပဲ။ကာရာအိုဂေကန်တစ်ခုကိုရှင်းစကားမိရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။အထဲမှာတော့မိန်းကလေးတွေနဲ့တောက်စားပြော့ပါနေကြပြီးရဲတွေကတတုံးကြီးရောင်သုံးပြီးတကောက်ကိုတိုက်ဖွင့်ခဲ့တာပါ။အထဲမှာဒူးစရိုက်တွေလုံးနေတယ်လို့သတင်းရရှိခဲ့လို့ဖြစ်ပါတယ်။ မင်းတို့တွေအာရုံနောက်စရာပဲကာရာအိုကေဆိုရင်ဆိုရကိုတော်လံမွန်ကြိတ်ကြံနေကြတယ်။သူစန်းနာကရဲတပ်ဖွဲ့နဲ့တူရုံးမြင့်တန်ကြားတွေပါပလာပါရဲ့။တပတ်ကလည်းဓာရိုက်နဲ့ပြန်ခူးကန်လာကြောက်တက်ခတ်မှုတွေဖြစ်ကြပါရဲ့။ရုံးမြင့်တန်ကြားဖွဲ့ကတော့နောက်ထပ်24နာရီအထိရှေးစကံမီရဲတပ်ဖွဲ့ကိုရိုက်ကူးရေးလုပ်ပေးသွားမယ်လို့ဆိုပါရဲ့။ရှေးစကံမီအဖွဲ့ကောင်းဆောင်ကွန်ဒိုကတော့ရုံးမြင့်တန်ကြားတွေမပါကျင်တာကြောင့်ဒီဖမ်းတဲ့ပွဲကိုမလိုက်လာခဲ့ပါဘူး။တနေ့မှလေ့ကျင့်နေကြမယ်လို့ထင်နေခဲ့ကြပါပဲ။တကယ်တော့ကွန်ဒိုကတခြား KTV တခုမှရောက်ရှိနေခဲ့တာပါ။ KTV မှာလလုံနေတဲ့ရှင်ပန်ဂျီယားမှာ OD နဲ့သူကတွေးဆောင်နေတာလည်းဖြစ်ပါတယ်။ရုတ်တရက်ကွန်တိုက OD ကိုသူ့ကိုလက်ထပ်ဖို့ပြောလိုက်ပေမဲ့ OD ကတော့ငြင်းဆန်ခဲ့ပါတယ်။ကွန်တိုကဒီလောက်နဲ့မပြီးသွားသေးပဲနောက်တစ်နေ့မှာတက်တန်ကြီးကိုဖတ်ပြီး OD ရဲ့အိမ်သားမှာငါ့ကိုလက်ထပ်ပါဆိုပြီးလာအော်ခဲ့ပါတယ်။အော်ဟင်းတွေတော့အနာကလူတွေကလည်းရောက်လာကြတာပေါ့။ဒါပေမဲ့ OD ကပကံနဲ့ပြစ်ပေါက်လိုက်တာကြောင့်ကွန်တိုကတော့ပကံထိမှန်ပြီးအောက်ပြုတ်ကျသွားခဲ့ပါတယ်။ရှင်ဆန်ကီတပ်ဖွဲ့ကတော့စောစောစီးထပြီးလေးချင်းတက်လေးရှိပါတယ်။ စောစောကပြီးစူးစမ်းလေ့ကျင်းတော့တိုက်ပွဲတွေကိုအချိန်မီပတ်ဝင်နိုင်တာပေါ့အခုထိလည်းခေါင်းဆောင်ဖြစ်တဲ့ကွန်ဒိုကရောင်းလာသေးပဲဟစ်ကာတာကပဲဥဆောင်မီလေ့ကျင်းပေးနေရတာပါရှင်ပန်ကြီးကတော့အမောက်ကတော့ထူးဆန်းတဲ့ပိုးပန်းတဲ့သူကိုရထားတာပဲဆိုပြီးမှတ်ချက်ပြုနေခဲ့ပါတယ်အိုတီကတော့ဒါကိုစိတ်ပြတ်နေတာပါဒီနေ့လည်းအိမ်မှာကြက်ဥကြော်ပဲချက်မယ်ဆိုတော့ရှင်ပန်ကြီးကလန်သွားရပါပြီကွန်ဒိုကဟင်းရွက်တဲ့နေရာမှာလိုက်ပြီးတော့နှောက်ရက်နေတာပါဟင်းရပုံထဲမှာပုံနေတော့အိုတေးကလည်းလန်သွားရပါတယ်။ဒါကြောင့်ဟင်းသီးဟင်းရတဲ့နေအိုတေးကတော့ကွန်ဒိုကိုထုချလိုက်ပါပြီ အဲ့တော့ Dennis ဘောလုံးပေါ်မှာနင်းကိုချစ်တယ်လို့ရေးပြီးတော့ကွန်တိုကပေးပို့ခဲ့ပြန်မယ်။ Dennis နဲ့ Diamond ထူရတာကိုကြိုက်တယ်ဆိုပြီး Dennis ဗတ်တန်ကိုကန်ရေကူးတဲ့ဝတ်စုံနဲ့ခြေတော့ရေရက်တွေရေကူးမျက်မှန်နေတဲ့အတူထွက်ချလာပြန်မယ်။ပုံစံကလည်းတော်တော်လေးဟိုမှာကိုယ့်ရောက်ကာယာနိုင်လာပါရဲ့။ Kendowi ကတော့တော်တော်လေးကြာနေပြီဖြစ်တာကြောင့်ဒီအပိုင်းစားတွေကမပါရဘူး။အခုမှပါရတယ်ဆိုပြီးရှင်မန်ကြီးကိုတင်းနေခဲ့ပါရဲ့။ကာကူရာကတော့ခောက်ဆဲပြုတ်ပကံတဲသေးလေးကိုပဲတီးနေပါရဲ့။ဟာခောက်ဆဲပြုတ်ပကံတဲသေးလေးကိုလည်းကြီးကြပါဦး။ ဆာရှင်ကစိုင်းပိတ်တုံမယ်လို့လာပြောတာကြောင့်ကင်နိုကီကတော့ဂျန်နဲ့ခေါက်ဆယ်ပြုတ်တွေကိုအိမ်တည်သွားရမယ်လို့မျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့ကာကူကအကုန်လုံးကိုတီးလွတ်လိုက်ပါတယ်။ဒါပေမဲ့သူရှင်ရမှာမဟုတ်တော့ကြောင့်အကုန်လုံးကိုမောချပစ်ခိုင်းလိုက်ပါတယ်။ဒီပွဲကိုရှင်ရမှာကရှင်ပန်ချီပဲဖြစ်ပါတယ်။အဲ့ချိန်မှာပဲသူတို့ကိုလိုင်ချောင်းတဲ့လူတယောက်ရှိလို့လိုင်ချောင်းတဲ့ကောင်ထွက်ခဲ့စမ်းမှာအဲ့ဒါကတော့ကွန်တိုပဲဖြစ်ပါတယ်။အိုဒေးပါလာလို့လိုင်ချောင်းနေရတာပါ။ဒါပေမဲ့အိုဒေးကတော့ငါတို့ကလက်ထက်တော့မှာဆိုပြီးကင်တိုကီရဲ့လက်မောင်းကန်ကပြောလိုက်ပါတယ်။ ိုးရသေးကြရင်သူနဲ့လက်ထက်တော့မှလေငါတို့ကိုသဘောတူထားပြီးသားမတော်ချစ်သူတွေပါ तू ကငါ့ကိုဒီင်းနဲ့ရောဟိုနင်းနဲ့ရောဒီပေါင်းစုံနဲ့ညစ်ပေးအောင်လုပ်နေတာကိုတို့ကတော့နေဘလောက်ညစ်ပတ်ညစ်ပတ်ငါနင်းကိုလက်ခံနိုင်ပါတယ်လို့ပြောချလာပါပြီကိုတေးကိုအရှင်အယအသေးရရကိုတို့ကယူမဲ့ပုံစံမျိုးပါပဲခင်တို့ကိကိုငါမင်းကိုစိန်ခေါ်နေတာနိုင်တဲ့သူအိုတေးကိုယူကြည့်လို့စိန်ခေါ်လာပါပြီလူထဲမှာလူတယောက်ကအယံမူပြီးခုပြေးတီပြေးလုံးနေလို့ရှေ့ဆက်ကမျိုးဖွဲ့ရရောက်ချလာပါပြီသူတို့ရဲတပ်ဖွဲ့ကအခုထိရုံးမြင့်တန်ကြာကရိုက်ထားတော့မှာပဲဟစ်ကာတာရဲ့6000နားမှာအရက်သမားက movie အန်ချလိုက်လို့ hitch ကတော့တော်တော်လေးဒေါသထွက်သွားပါပြီ။ဒါကြောင့်တခြားရဲတပ်ဖွဲ့ဝင်တွေကသူ့ကိုဝိုင်းထိန်နေရပါတယ်။ကွန်ဒိုလိုချောင်းမြေနေရာမှာပွဲကြီးပရိသတ်တွေကလည်းရောက်နေကြပါပြီ။ရှင်ဗန်ဂျီနဲ့ကာဂူရာဆိုရင်ချိုချင်းတို့တခြားလုံးတို့ပါလိုက်ရောက်ပြီးစီးပွားရေးတောင်းချမ်းနေရပါ။ဒါပေမဲ့ကင်တိုကီကအခုထိရောက်မလာသေးပါဘူး။ဟေး၊ तू အဆင်သင့်ဖြစ်သေးဘူးလား။ထွက်မြန်းပြေးသွားရလားလို့ကွန်ဒိုကစိတ်ပူလာပါပြီ။ကန်ဒိုကတေသားသားကိုတောင်းပြီးချခဲ့ပါရဲ့။ဒါပေမဲ့တိုက်ခတ်ခံဒီမှာသူ့ရဲ့တေသားသားထိတ်ကချိုးသွားခဲ့ပါရဲ့။ ဂင်တိုကြီးကဒါကိုမဆောင်ဆိုင်ပဲသူ့ရဲ့တက်သားတာနဲ့ကုတ်ချလိုက်တာကန်တိုကတော့လွန်ထွက်သွားခဲ့ပါပြီအဲလက်နက်ကကာဂူရာရိုစီကနေကန်တိုကတောင်းဟင်တာဖြစ်ပါတယ်အဲလက်နက်ကိုအိမ်သာသွားတော့ကဂင်တိုကြီးဟာဒါနဲ့နက်နက်လေးစီးခဲ့တာပါအရန်နဲ့တော့တစ်ချက်လေးရှင်းလိုက်တာနဲ့ပြတ်သွားရောအဲဒီချိန်မှာပဲဟက်စကာတာတို့ဟာဒရနာကိုရောက်ချလာပါတယ်အနာမမိမတယောက်တည်းတိုက်ခိုက်ရင်လဲချနေတဲ့သူကိုတွေ့တယ်လို့ဆိုတော့အထင်သေးတဲ့အကြည့်နဲ့တွားကြည့်ခဲ့ပါတယ်နောက်မှသူတို့ရဲ့ဆရာကွန်တိုဖြစ်နေမဲ့တီးခဲ့ရတာပါရုံမြင့်တန်ချာချိုက်ကူကြီးကလည်းပါလာပါတယ်အရှက်ကတော့ကွဲပါပြီ ဒီမရဲ့ဂင်ဒိုဂီအပိုင်းရှစ်ကပြီးဆုံးတော့ပါတယ်